ရင်ခွဲထားပြီးသားကိုရင်းဂလူဇာဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းဂလီဇာမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယိုမိဘတွေပြန်ပြီးတယ်အဲအဲ့ဒီအချိန်ကလေးကကိုရင်းဂလီဇာရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအစပြုပြီးတော့လှုပ်လာခဲ့ပြီဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရှီချင်ပင်ကိုယ်တိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာလှုပ်ကနေပြောလိုက်လို့ဖြတ်ပြန်ဖြတ်ခိုင်းလိုက်တဲ့ message တစ်ခုရှိပါတယ်။ဒါကဘာလဲဆိုတော့လူတွေရဲ့အသက်ကို150တိရှည်အောင်လုပ်နိုင်မယ့်နည်းလမ်းတွေ ရှားဖွေတွေ့ရှိထားခဲ့ပြီဆိုတဲ့အချက်လက်ပါဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူးကိုရင်းကလီစာတချို့ရေးကြီးစိတ်ပိုင်းတွေကိုသူတို့ဤပညာနဲ့လဲလဲအစားထိုးအသက်ဆက်ရှင်မှုကြိုးစားတဲ့နေရာမှာလဲလဲအစားထိုးဖို့လိုအပ်တဲ့ကိုရင်းကလီစာတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်တွေစစ်အာဏာရှင်တွေလူမဆန်တဲ့ကောင်တွေလူလူချင်းချင်းကိုအရှင်လက်လက်တပ်ဖြတ်ပြီးကိုရင်းကလီစာထုတ်ဝင်တဲ့လူအရင်ဆိုင်ကောင်တွေရှိမှကျင့်ဝတ်ဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုးစီးပညာရှင်တွေရှိမှ ဒီကိုရင်းကလီစာရဲ့ဆက်ဆက်ခွဲထုတ် တခြားနေရာမှာပြောင်းလဲအစားတို့အသက်ဆက်ရှင်နေမှာဖြစ်တယ်ဆိုတော့ကိုရင်းကလီစာရောင်းဝယ်ရေးအတွက်ကိုမြန်မာပြည်ဟာအင်မတန်မှဝမ်းနည်းကြည်ကဲဖွယ်ရာကောင်းလောက်အောင်ရဲ့ဆက်ကြံ့ကြုတ်တဲ့လူသက်သမားတွေရဲ့စကြက်အမြင်ဖြစ်ခဲ့ပြီးတော့အခုဆိုရင်ဘယ်လာရုစ်ကအဆိုတော်လိုမျိုးတခြားနိုင်ငံကလှပနုနယ်ပြိုမြင့်တဲ့လူငယ်တွေကျွန်တော်နိုင်ငံကတော့အထွေထူးဆိုစရာမရှိဘူးပေါ့အစားပြောက်အနားပြောက်ဘယ်သူတက်လို့တတ်မှန်းမသိလုံးဝ chaos first state ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေအတွက်တော့အထွေထူးဆိုစရာမရှိဘူးအဲ့တော့အတိတ်ကစိုးဝါလာတဲ့ယာစွေးမှုကြီးတွေအကုန်လုံး scamming မူရဲ့ကိုရင်းကလေးစားရောင်းဝယ်မှုသုံးခုသလုံးရဲ့ပင်မစစ်မြစ်တရားခံဟာမင်းအွန်လိုင်းဆေးအုပ်စုဖြစ်နေတယ်ဆိုတာကို American Congress လွတ်တော်ကပြီးခဲ့တဲ့နှစ်ရက်ကနှစ်နာရီကျော်ကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာလွတ်တော်ကိုယ်စားလှယ်တွေဘက်က သူတို့ရဲ့ရှာဖွေတွေ့ရှိတဲ့အချက်လက်တွေကိုမူတည်ပြီးရှင်းလင်းတင်ပြသွားတာတွေ့ရခြင်းအဖြစ်ကဘာကြီးဟာမြမပြည်ပြည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖက်စစ်ဂျမ်းဖက်အာဏာရှင်စနစ်ကစိုးဝါးရက်ဆက်ကြမ်းကြုတ်မယိုင်းလာတဲ့အခြေအနေမှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်။အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကိုမိကုန်းနဲ့တင်ပြခဲ့တယ်။ option တစ်ခုအချင်းချုပ်ပြောရရင်သူ ဂုံးတိခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ်တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုရှုံးခံမလားသူနှစ်ခုပေါ့ရွေးချယ်ရတော့မအနေထားဖြစ်ပြီဆိုတော့ကျွန်တော်တော့လူတို့ရှင်းသုံးသပ်ရရင်၃နှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင်ရုရှားဟာအတော်ကြီးကိုစစ်ပန်းပြီးတော့ရှိသမျှရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေထားသူဒီနိုင်ငံတွေမှာတော့ ဓာတ်ဆီဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံတွေကလည်းဓာတ်ဆီဒီဇယ်ပြန်သွင်းပြီးရသူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမတန်အခွန်တိုးမြင့်ပြီးတော့စစ်စည်းထောင်းလာလို့ကြိုးစားရတဲ့ရုန်းကန်နေရတဲ့နောက်ဆုံးရက်စွဲဒီချိန်မှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလားနောက်ဆုံးဖြစ်ချင်အဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার တုံးမလားတုံးမဟုတ် ောက်ကန်ကန်ပြီးဂျောင်းပိတ်ရဲခံရတဲ့ခွေးလိုရှိသမျှလက်နက်နဲ့ထုတ်သုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လင်စကီးကိုအမေရိကန်ကဒီမူချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတယ်ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မဲ့တောင်ပစိဖစ်တောင်တရုတ်ပေါ် South China Sea ပင်မှာစိုင်ထားတဲ့စီနိုင်ငံရေးအတေးဆိုင်တွေအတွက်နောက်ချီတလန်အတွက်တချို့ဇက်ွက်တွေတချို့နေမြေတွေမှာပြည်ရနဲ့စစ်ရုပ်သိမ်းတာ စစ်ရက်ဆိုင်တာစစ်အင်အားစုတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ EU စစ်ပြင်းနေပါတယ်။ဆက်လက်နေပစ္စည်းတွေအချံပဲထုတ်လုပ်ပြီးဂျာမနီနိုးထလာပါတယ်။ဒီချိန်မှာဂျပန်ကစစ်အင်အားကြီးထွားဖို့လုပ်ရမယ်ဆိုတဲ့စကားကိုတရုတ်ကအခုဆိုရင်သူရဲ့ CCP မီဒီယာတွေမှာအပြင်းထန်အကြောက်လန့်ထိတ်လန့်တကြားကန့်ကွက်ရှုတ်ချလှုံ့ဆော်နေတာတွေ့ရပါတယ်။ဂျပန်ခေါင်းထောင်လာမှာကိုတရုတ်အကြောက်ဆုံးဖြစ်နေတယ်။ဘာကြောင့်လဲလက်ပြာမလုံနဲ့ခေါင်းဆောင်တချို့ကြောင့်တရုတ်ဟာ တစုံတစ်ခုသာကဘာကြီးနဲ့ရှင်ပြီး तू အခြေတင်ဖြစ်ရမယ်ပြဿနာဖြေရှင်းရမယ်ဆိုရင် Wuhan virus ကစဟိုစကမ်မာ virus အဆိုကဘာအနှံ့ကိုဆေးအာဏာရှင်တွေစစ်စစ်တပ်စစ်ဘုတ်ချုပ်တွေကိုအကျင့်ပြက်လက်စားတဲ့ဖောက်ပြန်တဲ့စစ်ဘုတ်တွေကိုမွေးပြီးတော့ဆေးအာဏာသိမ်းကဆေးအာဏာရှင်စနစ်ကြီးထွားစေပြီးတိရွေလက်ပါစေဖြစ်ဖြန့်ကျက်ပြီးစင်အာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်ကကဘာရဲ့စူပါပါဝါဖြစ်ဖို့တလန်းနေတဲ့တရုတ်ရဲ့ရည်မှန်းချက် ထိုင်ဝမ်အပါဝင်မြန်မာအပါဝင်ဖိလစ်ပိုင်အပါဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်တိမ့်လို့ရတဲ့မျိုးကိုတိမ့်မယ်တရားစတာအလုံးဂုတ်သွေးဆိုပြီးတရုတ်လူမျိုးတကူကြီးထွားရတာပဒနာဆိုတဲ့တရုတ်ကကိုကျိုးဆွဲအလုံးပြင်းထန်သော2025ဖက်စစ်စနစ်ကွန်မြူနတီအရေးချုံထားတဲ့ဖက်စစ်စနစ်တစ်ခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင်အင်အားချိန်ခွင်ရှာတွေညှိပြီးတော့ အစုဖွဲ့အတီးတီးနဲ့အခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဥတည်နေကြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဲဆဲတော်လကောင်းဖြစ်စဉ်တစ်ခုအရရက်ဆိုင်သွားရင်တော်လကောင်းစစ်မီးဟာ EU တော်လကောင်းတရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်သို့မဟုတ်မြန်မာနိုင်ငံမိမတော်လကောင်းထပ်မံပြီးတော့ပြင်းပြင်းထန်ထန်တောက်ပလာအောင်အနေထားရှိပါတယ်ဘယ်ချိန်ထိတောက်ပမလဲဆိုရင်